သက်စာပိုင်းမှာမနေ့တုန်းကကြံ့နေတဲ့ဟာလေးကိုဆက်ပြီးပြောပါမယ်။လိုတာမရခြင်း ဆိုတဲ့ဒုက္ခတဲ့ဒီဒုက္ခကနည်းနည်းဆန်းနေနော်။ဒါကိုတော့နည်းနည်းဂရုစိုက်ရတယ်။ခေါင်းကြီးကြလို့ရှိရင်ဟိုနိဗ္ဗာန်ရခြင်းလားလားဒုက္ခဒုက္ခကိုပုံကြီးချဲ့နေတာလားအဲ့ဒါနှလုံးသွင်းပြီးတော့ဟိုမှားနေတတ်တယ် ယဟန်တို့အလိုရှိစီကို မရခြင်းမရခြင်းဆင်းရဲစီအဘယ်နည်းယဟန်တို့ဇာတိသဘောရှိကုန်သောတတ္တဝါတို့အားငါတို့သည်ဇာတိသဘောမရှိကုန်မူကောင်းလေစွာဇာတိစီငါတို့ထံမလာမူကကောင်းလေစွာဟုဤသို့သော တောင့်တခြင်းသည်ဖြစ်ပေါ်၏ဤတို့တောင့်တသော်လည်းဤဇာတိမလာခြင်းကိုတောင့်တခြင်းတောင့်တခြင်းဖြင့်မရအား ဤစီလက်အလိုရှိစီကိုမရအလိုရှိစီကိုမရခြင်းဆင်းရဲမိ၏ယဟန်တို့ဇရာသဘောရှိသောတတဝါတို့အားငါတို့သည်ဇရာသဘောမရှိကုန်မူကောင်းလေစွာဇရာသည်ငါတို့ထံမလာမူကောင်းလေစွာဟုဤသို့တောင်းတခြင်းသည်ဖြစ်ပေါ်၏ ဤသို့တောင်းတတော်လေဤစရာလာခြင်းစရာမလာခြင်းကို တောင်းတခြင်းမရအဤစီလေအလိုရှိစီကိုမရခြင်းဆင်းရဲမိယဟန်တို့ဗျာတိသဘောရှိသောတတ္တဝါတို့အားငါတို့သည်ဗျာတိသဘောမရှိကြပါမူကောင်းလေစွာဗျာတိသည်ငါတို့ထံမလာမူကောင်းလေစွာဤသို့တောင်းတခြင်းစီဖြစ်ပေါ်၏ထို့သို့တောင်းတတော်လည်းပဲဗျာတိ လာခြင်းကိုတောင့်တခြင်းဖြင့်မရအာဤစီလက်အလိုရှိစီကိုမရခြင်းဆင်းရဲမိယဟန်တို့မရဏသဘောရှိကုန်သောတတ္တဝါတို့အားငါတို့သည်မရဏသဘောမရှိကြဘူးမူကောင်းလေစွာမရဏသည်ငါတို့ထံမလာမူကောင်းလေစွာဟုဤသို့တောင့်တခြင်းစီဖြစ်ပေါ်၏ဤတို့တောင့်တသောလည်းဤမရဏမလာခြင်းကို တောင့်တ၍မရအာဤစီလည်းအလိုရှိစီကို မရခြင်းဆင်းရဲမိ ယဟန်တို့သောကပရိဒီဝဒုက္ခဒေါမနတဥပါယတသဘောရှိကုန်သောတတဝါတို့အားငါတို့သည်သောကပရိဒီဝဒုက္ခဒေါမနတဥပါယတသဘောမရှိကြဘူးသဘောမရှိကြကုန်မူကောင်းလေစွာသောကပရိဒီဝဒုက္ခဒေါမနတဥပါယတသဘောတို့သည်ငါတို့ထံမလာမူကောင်းလေစွာဟုဤသို့သဘောရှိသော တောင့်တခြင်းသည်ဖြစ်၏ ထိုသို့တောင်းတသော်လည်းဤသောဤသောကစသည် မလာခြင်းကိုတောင်းတ၍မရနိုင်ဤစီလည်းအလိုရှိစီကိုတောင်းတ၍မရခြင်းဆင်းခြင်းမြည်တောင်းတ၍မရတဲ့ဟာရှိရဟာတွေပြောသွားတာပရိသန်တွေနေတာ တောင်းတလို့မရဘူးတဲ့အိုတာတောင်းတလို့မရဘူးတဲ့နာတာတောင်းတလို့မရဘူးတဲ့သေတာတောင်းတလို့မရဘူး နောက်တောကပရိဒီဝဒုက္ခဒေါမနတဥပါယတအဲ့ဒီတရား၅မျိုးပါပရိသန္တိရေဩရာရေနာရာရေသေရာရေတောကပရိဒီဝဒုက္ခဒေါမနတဥပါယတဖြစ်တာရေအဲ့ဒီ၅မျိုးဟာ မဖြစ်လာပါနဲ့ငါတို့ဘဝတဲကို ရောက်မလာပါနဲ့လို့တောင်းတလို့မရခြင်းတဲ့အဲ့ဒီတောင်းတရေးမရခြင်းဟာဒုက္ခပဲဒုက္ခသစ္စာလို့ပြောတာ ဲ့ဒီမှာကျွန်တော်တို့ကဥမ္မာဘုဟောဘဝပြတ်ချင်တာနောက်ထဇာတိမလိုချင်ဘူးအဲအဲ့ဒါတွေအကုန်လုံးဟာဒုက္ခကိုပုံကြီးချဲ့တာပဲရှိတယ်တဲ့ဒုက္ခကိုရှုမြင်သုံးသပ်နေတာမဟုတ်ဘူးဒုက္ခကိုပုံကြီးချဲ့နေတယ်လို့ခေါ်တာအဲဆိုပရိသန်တွေတန်ဇရာစပြီဆိုကြတဲ့နဲ့ပရိသန်တွေစတယ်ကျွန်တော်တို့ဘဝမှာအစတာဒီဘဝရဲ့ပရိသန်တွေကအစတယ်အစပြီးရင် စပြီးတာနဲ့စရာဆိုတာတစ်ဆက်ထက်သွားတယ်။အိုတယ်၊နာတယ်၊သေတယ်။နောက်သောကပိတေဝဒုက္ခဒေါမနသဥပါယသဖြစ်ရတဲ့ဆိုတာဒါတစဉ်နဲ့သွားတဲ့ကိစ္စလေ။အဲ့ဒါဆိုဒီဒုက္ခကစိတ်နဲ့စိတ်ပိုင်းဆိုင်ရာပဲ။ဘာပရိသန္တိနေကလို့ဒုက္ခတွေများလိုက်တာ။ဒီပရိသန္တိကြောင့်ငါ့မှာဒုက္ခတွေရတာပဲဒီဒီပရိသန္တိကို မနေခြင်းဘူးမရခြင်းဘူးတပရိသန်တွေနေမှုမဖြစ်ခြင်းဘူးလို့တွေးနေခြင်းအဲ့ဒါလေဒုက္ခအဲ့ဒါဆိုပရိသန်တွေရခြင်းကလည်းဒုက္ခပရိသန်တွေရတာကိုမဖြစ်ရင်ကောင်းမှာပဲလို့တွေးတာလည်းဒုက္ခပဲတဲ့ဒီအတွေးကိုနည်းနည်းဂရုစိုက်ဖို့လိုတယ်ဒါဒုက္ခပဲ ဖြစ်နေတာလေသူကဒုက္ခသစ္စာကိုပဲတွေးတာလို့နားလည်အောင်အဲ့ဒါကိုမက်ခလို့နာမည်တက်တယ်အဲငါတို့ကဘဝပြောင်းတရားချင်းမှာဟေ့ဘဝမလာရင်ပြီးပြီဟေ့ငါတို့ကတော့အပြတ်ဖဲဟေ့အဲ့ဒါတွေအကုန်လုံးဟာဒုက္ခကိုပုံကြီးချဲ့တာပဲရှိတယ်မက်ခမဟုတ်ဘူးလို့ဆိုလိုတယ်အဲ့ဒါဆိုတော့မက်ခဖြစ်ဖို့ဆိုရင်တတိဝရိယဉာဏ်ဖြစ်ဖို့လိုတယ် ဩဒါကသဘာဝတရားတစ်ခုရဲ့ဖြစ်စဉ်ပဲပရိသန္တိဖြစ်ရင်ဦးမဲနာမဲသေးမဲအဲပရိသန္တိဦးနာသေးကိုမိပြီးတော့သောကပရိဒီဝဒုက္ခဒေါမနတဥပါယတဖြစ်မဲအဲအဲ့ဒါလိုဖြစ်ကြမဲ့ကိစ္စဟာသဘာဝတရားဒုက္ခသစ္စာတစ်မျိုးပဲလို့နားလည်ရမယ်နားလည်ရင်ဉာဏ်ဖြစ်တဲ့တတိရှိလို့နားလည်တာ အဲအဲ့ဒီကနေပြီးတော့အဲ့ဒီပရိသန်တွေနေတဲ့ဟာမကောင်းဘူးပရိသန်တွေနေရတာကိုမရခြင်းဘူးပရိသန်တွေကို မလိုခြင်းဘူးအဲ့ဒီအဖြစ်ကို ပြတ်ချင်တယ်မဖြစ်ချင်ဘူးထတ်တွေးအဲ့ဒါလို့ထတ်တွေးမိရင်လည်းပဲဒုက္ခပဲဒါဒုက္ခသစ္စာပဲလို့ဒုက္ခသစ္စာဖြစ်နေတာပရိသန်တွေနေရလို့ဒုက္ခဖြစ်တာရယ်ပရိသန်တွေ မနေခြင်းလို့ဒုက္ခဖြစ်တာရယ်ဆိုပြီးဒုက္ခနှမျိုးဖြစ်နေတာဒုက္ခအဲ့ဒါကိုမက်ကလို့ထင်နေတာတော်တော်များများကအာအဲ့လူကြားသူကြားထဲမှာဆိုလို့ရှိရင်ကိုကတရားအထုတ်တဲ့ပုဂ္ဂိုလ်လို့ကိုကိုကိုထင်နေထင်ပြီးပြီဆိုရင်တန်ဇရာပြတ်ဖို့ကအရေးကြီးတယ်နောက်ဘဝမလာဖို့အရေးကြီးတယ်ဒါတော်တော်များများဆရာတော်တွေဖုန်းကြီးတွေလည်းခေါ်တာကြီးများပါတယ်ဒါပေမဲ့အဲ့ဒါဟာအဲ့ဒီဘဝမလာဖို့ ဘဝပြတ်ဖို့ကြိုးစားနေခြင်းဟာတရားအားထုတ်နေတာမဟုတ်ဘူးဒုက္ခသစ္စာကို ပုံကြီးချဲ့နေတာဒုက္ခကိုပွားစည်းနေတယ်လို့ခေါ်တာအဲဒီအပိုင်းမှာနားလည်ကျင်တာကဒီဒုက္ခတွေကိုဖြစ်ပေါ်ခြင်းရဲ့အကြောင်းကတဏှာသုံးခုကြောင့်ဖြစ်တာ哦တဏှာသုံးခုဖြစ်တာဆိုတော့ဒီပရိသန်တွေကိုဖြစ်စေတယ်ဆိုတဲ့ဟာဘဝတဏှာကြောင့်ဖြစ်တာ ဘဝတစ်ခုလိုချင်တယ်ဆိုတဲ့တဏှာကြောင့်ပရိသန္တွေကိုဖြစ်တဲ့ပရိသန္တွေဖြစ်တော့ဩရဏရာသေးတာဖြစ်တာပဲသောကပရိဒီဝဒုက္ခဒေါမနသဥပယသပရိသန္တွေကိုမိပြီးအကုန်လုံးအတွဲလိုက်ဖြစ်တာအဲ့ဒါဘာကြောင့်ဖြစ်လဲဆိုတော့ဘဝတဏှာနဲ့ဝိဘဝတဏှာကြောင့်ဖြစ်တာဟောဘဝတဏှာနဲ့ကာမတဏှာကြောင့်ဖြစ်တာဒါတွေကအဲနောက်တစ်ခု ဒီပြိသန်တွေနေရတာမရခြင်းဘူးဒါတွေမလာရင်ကောင်းမှာပဲအိုရာမလာရင်ကောင်းမှာပဲနာရာမလာရင်ကောင်းမှာပဲသေရာမလာရင်ကောင်းမှာပဲသောကပတိတွေဝဒုက္ခဒေါမနသဥပါယသဖြစ်ရတာတွေမဖြစ်ရင်ကောင်းမှာပဲလို့အဲအဲ့ဒါကိုနှလုံးသွင်းပြီးတော့အဲ့ဒါကိုတိဆောက်တယ်အဲ့ဒါဘယ်သူကတိဆောက်ခိုင်းတာလဲဆိုတော့ဒါကဝိဘဝတဏကတိဆောက်ခိုင်းတာအဲ့ဆိုတော့အဲ့ဒီနှမျိုးစလုံးဟာ ဖြစ်တာလဲဒုက္ခပဲမဖြစ်ချင်တာလဲဒုက္ခပဲဖြစ်ချင်တာတွေကဘဝတဏနဲ့ကာမတဏကတိဆောက်ပြီးတော့မဖြစ်ချင်တဲ့ဟာကိုတိဆောက်တာဝိဘဝတဏကတိဆောက်တယ်အဲ့ဒါဟာတန်တရာဝဆင်းရဲကလွတ်နိုင်တဲ့အကြောင်းအရာ မဟုတ်ဘူးလို့အဲ့လိုနားလည်ရပါအတန်တရာကိုဆင်းရဲကဒီနှစ်ခုကိုလွတ်ချင်နေဆိုရင်ဘာကိုစဉ်းစားရမှာလဲဆိုတော့ဩသမှုရိယသက်္စာကတော့ ဘဝဇာတိဘဝဖြစ်အောင်လည်းပဲလုပ်တယ်ပွားစည်းအောင်လည်းဘဝတဏဘဝဖြစ်အောင်ကဘဝတဏကလုပ်တယ်ပွားစည်းကျင်တာကကာမတဏဖြစ်တယ်မပွားစည်းကျင်မှုမဖြစ်ချင်တာဝိဘဝတဏကပုံဖော်နေကြတာပဲလို့ဆင်ခြင်သုံးသပ်မိလိုက်ပါအဲ့လိုသုံးသပ်မိရင်ဉာဏ်ဖြစ်တယ်တတိဖြစ်တယ်ဉာဏ်ဖြစ်တယ်တတိဉာဏ်ခဏခဏဖြစ်ဖို့ကြယူဆိုင်စူးစမ်းနေတယ်ဆိုလို့ရှိရင်ဝရိယဖြစ်တယ်အဲ့ဒီ ဝရိယပေါ်မှာတတိဝရိယဉာဏ်ကိုဒါငါရဲ့အာကိုရာပဲအဲ့ဒီတတိရှက်ခြင်းဝရိယဖြစ်ခြင်းဉာဏ်ဖြစ်ခြင်းဟာဒီလိုဒုက္ခတွေမရှိဘူးလေသူကတတိဝရိယဉာဏ်ဟာဒုက္ခတွေရှိတဲ့အရာမဟုတ်ဘူးသူကသိမျိုးလည်းမဟုတ်အဲ့ဒါဆိုတတိဝရိယဉာဏ်ကိုအာပြုအာထပြုပြီးတော့အဲဘဝမဖြစ်ခြင်းခြင်းကိုအာကိုတာကိုဘဝဖြစ်တာကိုအာကိုတာကိုအာကိုခြင်းနှမျိုးကိုဖယ်နိုင်သွားပြီးတော့ရွေးချယ်တတ်သ